ECU အလွယ်စနီပြောပြပေးပါလားဆရာ။ Okay ECU အလွယ်စနီရလွယ်လေးလေးပါ။ဆိုင်ငယ်တော့ဖွင့်လိုက်ဆက်နိုးလိုက်နိုးပြီဆိုစီးကြည့်လိုက်ဒါဆို ECU ကောင်းပါတယ်။ကျွန်တော်တော့နေရမှာပေါ့အတီပြောနေရပါ။အဲ့တော့ကျွန်တော်ဒီမှာ ECU အလွယ်စနီဆိုတော့ကျွန်တော်ထပ်ပြီးတော့အကြေချက်ပေးပါမယ်။သူပြောတဲ့အလွယ်စနီဆိုကျွန်တော်အခု second အဲ20တွင်ကျွန်တော်ဖြည့်ပေးလိုက်ပါပြီ။အဲ့ဒါခုနကကျွန်တော်ဒါထပ်မပြောတော့ဘူး။ EC ကိုလွယ်စနီးဆိုတော့ကျွန်တော်ပြောရှေ့ကပြောရတာအလွယ်စနီးပါပဲ ဒါတောင်မှကျွန်တော်တို့ကအခုနှိုးအခုနှိုးတယ်ဈီးလို့လည်းရတယ်အဲ့ဒါ ECU ကောင်းပြီလားဆိုတော့ကောင်းပြီဒါပေမဲ့လည်းမကောင်းသေးတဲ့ ECU တွေရှိပါတယ်ဒါကျွန်တော်တို့ရဲ့ခုနပြုပြင်ကလည်းအတွေ့အကြုံတက်တန်းတစ်ချောင်းမှာနှိုးကြည့်တယ်ဈီးတယ်ကောင်းတယ်အဆင်ပြေတယ်ဒါပေမဲ့လို15မိနစ်20လောက်ဈီးပြီးတဲ့အချိန်မှာ ECU ကချက်မီခုံလာပြီးတော့ထိုးရက်သွားတယ် ဒါချမီလဲဆိုတော့အဲ CKB စင်စာအဲ့ဒါချမီချမီ CKB ပြည့်ချက်ချမီပေါ့ပြည့်ရှင်းပြောရင်ဆက်ထိုးကြည့်ရင် CKB CKB ပြည့်ချက်တက်လာပြီအဲ့တော့ဟုတ်ပြီဒွေဆက်ပြန်ချတယ်ပျောက်သွားတယ်ပြန်စီးကြည့်တယ်အဆင်ပြေတယ်ခုနလိုပဲ10မိနစ်15မိနစ်မိနစ်20ဝင်းကျင်လောက်စီးလိုက်ပြီဆိုရင်အဲခုနကချမီလင်းပြီးတော့ထိုးရက်သွားပြီအဲ့ဒီအချိန်မှာလဲကျွန်တော်ကထိုးတာရက်သွားတာရဲ့ကျွန်တော်ဆက်အချိန်အင်းတို့ဘိန်ဆိုင်ငယ်ရဲ့အချိန်မသေးသေးဘူးနော်တော့ပဲပြန်ဖွင့်ပြန်နိုးနိုးတယ်ပြန်စီးရတယ်ခဏနေ9မိနစ်10မိနစ်တစ်ခေါက်ပြန်ရက်တယ် ဲ့တော့ကျွန်တော်ကအေးဟုတ်ပြီဒါဆိုတော့ CKB ပြစ်ချက်နော်ဒါ CKB စင်စာလဲမယ်ဆို CKB စင်စာအစ်စ်လဲတယ် CKB စင်စာအစ်စ်လဲလေအဲ့ဒီပုံစံတိုင်းပါပဲဒါမျိုးတွေ့ကြုံခဲ့တာတစည်းမကတော့နှစည်းမကတော့ပါဘူးအဲ့တော့အဲ့ဒီ ECU ကခါကျွန်တော်ခုနအလွယ်စင်းနည်းနဲ့စိတ်မယ်ဆိုရင်တွေးမယ်လို့ထင်လားဒီ ECU ကျွန်တော်အလွယ်စင်းနည်းနဲ့စိတ်လို့ကောင်းတယ်လို့ပြောလို့ရပါရဲ့လားအဲကျွန်တော်ပြောတော့မိတ်ဆွေကြီးကိုစဉ်းစားပါဒါတော့ကျွန်တော် ECU ကအဲ့လောက်အထိအောင်ကျွန်တော်တို့ကအဲဖြစ်တတ်တယ်ဆိုတော့သိစေချင်တာပါအဲ့တော့အလွယ်စင်းကြီးဆိုတော့ကျွန်တော်ခုနပထမပြောတဲ့စင်းကြီးကအလွယ်စင်းကြီးပါတိကျသူ့ထဲပို့ပြီးကောင်းတဲ့ အသေးစိတ်စင်ကြီးကိုပြောပါဆိုရင်ကျွန်တော်ဆိုင်ငယ်မှာတက်ဆန်း CG နိုင်ဝတ်တနိုင် CG ကောင်းတယ်ဒါဆိုရင်ဒါတိကျစစ်စင်းကြီးပါပဲအခြားသောစင်ကြီးတွေမရှိလားဆရာကြီးမီတာနဲ့တန်းကြည့်လို့မရဘူးလားမေးဆရာကြီးမေးခွန်းနေရှိတယ်ကျွန်တော်ခုနအရှိမပြောခဲ့ပြီလေဆိုင်ငယ်မှာတက်နိုလို့ no နေ ECU တောင်မှမကောင်းတဲ့ ECU ပါဆိုတော့မီတာနဲ့တိုင်းပြီးတော့မှ ECU ကောင်းပါတယ်မကောင်းဘူးလို့ဆုံးဖြတ်ရအောင်ရိုးရှင်းမလားစဉ်းစားစေချင်တယ် ကျွန်တော်ကောင်းတယ်မကောင်းဘူးမပြောဘူးเนาะ ECU တလုံး short ကျနေလား short မကျဘူးလားတိုက်ထွာလို့ရတယ်เนาะသဘောပေါက်မှာထင်เนาะလုံးဝ short ကျနေလား short မကျဘူးလားတိုက်ထွာလို့ရတယ်ခုနကကျွန်တော်အရှိမပြောခဲ့တဲ့ဖြစ်စဉ်သင်ခန်းစာ ECU ဆိုရင်မစ်ဆွေညီကိုဘယ်မီတာနဲ့တိုင်းမှာလဲเนาะကောင်းတယ်ပဲပြမှာပဲဆက်နိုးကြီးတော့လည်းကောင်းနေတာပဲ ဒါပေမဲ့အဲ့လောက်မယူရှင်းပါဘူး ECU တလုံးကကောင်းမကောင်းဆိုတာဟုတ်ပြီကျွန်တော်ကရှော့ကြမကြတိုင်းလို့ရတယ်တကယ်100%ကောင်းမကောင်းဆိုတော့ဆိုင်ငယ်မှာတက်စမ်းစီရပါမယ်ဒါတောင်ခုနဆိုအခြားသောခုနကျွန်တော်မွေဖမ်းတယ်လို့ ECU ဆိုရင်တော့ခဏစမ်းစီဦးနဲ့မရတဲ့ ECU တွေများဆိုတာတွေ့ရပါတယ်ဒါလောက်ဆိုရင် ECU အကြောင်းကိုနားလေသဘောပေါက်မယ်လို့ထင်ပါတယ်အဲ့လောက်ဆိုနားလေလို့သိပါတယ်နော်